ဂရုတစိုက်ပြောထောင်ဖို့လိုအပ်တာလည်းဖြစ်ပါတယ်။အောင်ခန်းကျော်စင်ရဲ့အမှုမှာဆိုရင်အသက်18နှစ်နဲ့ချစ်သူကောင်မလေးရှိတယ်လို့ပြည်တစားခေါ်ပြောပါတဲ့အဖြစ်ကလည်းရှိခဲ့ရပါဒီလိုပြောပါပြီးရဲဆက်ဆက်တက်ပြီးတဲ့အချိန်မှာလည်းချစ်သူကောင်မလေးကအလောင်းဖြောက်ဖို့ကူညီပေးခဲ့ပြီးနှိမ့် WhatsApp guys မင်္ဂလာပါကေဘရိုရဲ့ DPU ဖိုင်လေးကတော့ဒီရန်နာမည်ကြီးနေတဲ့ဒူရင်းသိချင်နေရတဲ့ဒီပပေးတန်း beauty beauty land hotel ကအာလုတိုင်းတဲ့ဖြစ်စဉ်လေးပေါ့ဗျာနော်ဒါကိုပြောပြထားတဲ့ view ဖိုင်လေးပါဒါကတကယ်လည်း အာကြောက်စရာကောင်းတယ်လို့ဒီကနေ့ထိုင်နေစရာကောင်းတယ်ပြာเนาะဒီ king sword တဲ့ကလေးတွေကိုလည်းတော်တော်ကြီးကိုအာသတိထားဖို့လည်းလိုပါတယ်ဆိုတော့ view file ကိုအာသူပါတယ်ပြောပြထားလဲဆိုတဲ့ဟာကိုငါတို့နောက်ထပ်ကြည့်လိုက်အောင် okay let's go ပညာတတ်အတိုင်းဝိုင်းကဆီယံဝဲမိဘရိရဲ့သားဖြစ်ပေမဲ့ထင်မှတ်မထားလောက်သွေးအေးရက်ဆက်တဲ့လူသက်မှုကိုကျွလွန်ခဲ့တဲ့ Beautyland Hotel အမှုကလူသက်သမားအောင်ခန့်ကျော်စင်ပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေကြေဆွဲလိုက်ပါတယ်အခုနောက်တလော online ပေါ်မှာ holy ကြော်ကြော်ဖြစ်နေတဲ့လူသက်မှုတွေထဲကတစ်ခုဖြစ်တဲ့ Beautyland Hotel လူသက်မှုမှာတရားခံကိုဖမ်းဆီးမိခဲ့ပြီးဖြစ်ကောင်းတရားခံရဲ့မိသားစုရဲ့အကြောင်းပါစုံစမ်းရမိခဲ့တာဖြစ်ပါတယ် Beautyland Hotel လူသက်မှုကထင်မှတ်မထားလောက်ရက်ဆက်လွန်လာကြောင်းတရားခံကိုအမြန်ဆုံးဖမ်းမိချင်ခဲ့တာပေါင်းစိတ်တစဇက်ကောင်းဆက်ဆက်အမျိုးသမီးတယောက် ောက်ကိုအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ပြီးအမရဲ့ထဲထဲကဆွန့်ပြစ်တာကတော်ရုံလိုမလုံနိုင်တာကြောင့်တရားခဏရဲ့အကြောင်းကိုအများစုကစိတ်ဝင်စားခဲ့တာပါစုံစမ်းရမိတဲ့သတင်းတွေအရတော့တရားခဏကအသက်16နှစ်အရွယ်အောင်ခန့်ကျော်စင်ဆိုတဲ့လူငယ်တယောက်ဖြစ်ကောင်အတိုင်းဝိုင်းကလည်းပညာတတ်လူကုန်ထက်အတိုင်းဝိုင်းထက်ကဖြစ်တယ်လို့သိရပါတယ်မိဘတွေကစိတ်တဘောထပြေးသွားတဲ့အထွတ်ကုဆရာဝန်ကြီးတွေဖြစ်ကောင်မိခင်ဆရာဝန်မကြီးကဆိုရင်လူလက်တန်းစားတွေအားကိုးအားထားရတဲ့ဆရာဝန်မကြီးတယောက်ဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်ဒီအမှုကိစ္စမှာအောင်ခန့်ကျော်စင်ရဲ့မိဘတွေကိုတော့အာသင်ငယ်ရ ရပြီးတမျိုးတမျိုးအထင်လွဲတာတွေလည်းရှိလာပါတယ်။ဆရာဝန်ကြီးဇနီးမောင်နှံရဲ့သားဖြစ်ပြီးဒီလိုပညာတတ်အတန်းဝိုင်းကဖြစ်တာတော့ရရဆက်ဆက်လူသက်ရဲတာကတော်ရုံတက်တိမဟုတ်တာကြောင့်အံအသင့်ရသလိုမိဘရဲ့စော်ဆုံးမမှုမရှိဘူးလို့ဆိုပြီးလဲဝေဖန်ပြောဆိုနေကြပါတယ်။တကယ်ကတော့ဆရာဝန်ကြီးဇနီးမောင်နှံကအလုပ်များသူတွေဖြစ်တာကြောင့်သားဖြစ်သူကိုအနေကမဆုံးမနိုင်ပေ။သားနဲ့ကင်းကွာနေကြတာပေါ့။အောက်ခန်းကျော်စင်ဟာငကိုရဲကလည်းစိတ်ကစိုက်ကိုဖြစ်နေသူဖြစ်ပြီးဂိမ်းလဲအဆော့များသလိုစိတ်တစားဆန်တဲ့လူသက်ကားတွေကိုလည်းအများအားဖြင့်ချစ်ရှုလေးရှိသူဖြစ်ပါတယ်။အောက်ခန်းကျော်စ ြင်ကြည့်နေကြဇက်ကားတွေကအခုသူတပ်ဖြတ်ခဲ့တယ်လို့ရဲဆက်ဆက်တပ်ဖြတ်တာမျိုးဖြစ်တယ်လို့လည်းသိရပါတယ်။ဂိမ်းအလွန်ကြုံဆော့တာဟော်ရာကကြည့်တာလောက်နေတော့လူသက်မှုကျွလွန်ဖို့ခက်ခဲပြီမေ။မူရင်းစိတ်ကောစိတ်ရောဂါဖြစ်နေပြီးအခုလိုကျွလွန်ခဲ့တာလို့လည်းဆိုရမှာပါ။တချို့ကတော့မိဘတွေရဲ့ဗီဇတွေပါပေါင်နိုင်မလားဆိုပြီးလဲထင်ကြီးပေးကပြောဆိုတာတွေလည်းရှိပါတယ်။ဘလိုပဲဖြစ်ဖြစ်အောင်ခန့်ကျော်စင်ရဲ့လောက်ရက်ကမိဘတွေရဲ့အတွက်တော့ ရင်ထုမနာဖြစ်စီမှာပါနော်။အောက်ခန်းကျော်စင်းတဲ့အတူအလောင်းဖြောက်ရာမှာကိုကြီးပေးခဲ့တဲ့ချစ်သူကောင်မလေးအေမွန်အောင်ကလည်းအသက်16နှစ်အရွယ်ပဲဖြစ်တာကြောင့် မိဘတွေအတွက်လည်းစိတ်မကောင်းဖြစ်စေသလိုနိုင်ငံရဲ့အနာဂတ်အတွက်လည်းရင်လေးစရာဖြစ်စေတာပါလက်တလုံးလူတက်မှုတွေရဲ့တရားခံကအသက်ဆက်ခွန်ဆက်ရှိရွယ်တွေဖြစ်နေတာကြောင့်မိဘတွေအနေနဲ့တာသမီတွေကိုဂရုတစိုက်ပြောထောင်ဖို့လိုအပ်တာလည်းဖြစ်ပါတယ်အောင်ခန့်ကျော်စင်ရဲ့အမှုမှာဆိုရင်အသက်ဆက်ရှင်နေတဲ့ချစ်သူကောင်မလေးရှိသလိုပြည့်တစားခေါ်ပျော်ပါတဲ့အဖြစ်ကလည်းရှိခဲ့ရပါဒီလိုပျော်ပါပြီးရဲဆက်ဆက်တက်ပြီးတဲ့အချိန်မှာလည်းချစ်သူကောင်မလေးကအလောင်းဖြောက်ဖို့ကူညီပေးခဲ့ပြီးနှစ်ယောက်လုံးအိမ်မအေးဆေးဆေးနေနိုင်တာကတကယ်ကိုသွေးအေးလွမ်းတာဖြစ်ပါတယ်ဆိုက်ကိုဖက်လုံးလုံးဖြစ်နေတဲ့တာသမီတွေကို မိဘတွေကဂရုမစိုက်ဘဲအမှုမဲ့အမှတ်မဲ့နေတာကအခုလိုအများသူငါကိုဒုက္ခဖြစ်စေကြတာဖြစ်ပါတယ်။အခုတလောလူငယ်တွေကြားထဲမှာခက်ဆားနေတဲ့ dark web တွေ Telegram channel တွေက လူသားကား group တွေကနေအခုလိုစိတ်တဆဆက်ဆက်တွေဖြစ်လာစေဖို့တွန်းအားပေးသလိုတွေဖြစ်နေခဲ့ပါတယ်။နောက်ထပ်လည်းအောင်ခန့်ကျော်စင်တို့လိုအမှုတစ်ခု ဖြစ်တဲ့ taxi သမားဦးလေးကြီးကိုလူရက်တက်ဖြတ်ခဲ့တဲ့အမှုမှာလည်းတရက်ခန်ဒီကအသက်18နှစ်အရွယ်ကြီးဖြစ်နေတာကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးတွေကိုတေချာဂရုတစိုက်ချမှတ်တင်တာပေါ့။ဒီလိုမှမဟုတ်ရင်အခုလိုရင်နာစရာတွေဆက်ဖြစ်လာနိုင်ပြီးတိုင်းပြည်အန နာကပ်ပါထိခိုက်စေနိုင်တယ်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့အောင်ခန့်ကျော်စင်အီမောအောင်နဲ့အခြားအမှုကလူငယ်တရခန့်တွေကိုဖမ်းဆီးထိန်းသိမ်းထားကြပြီးဖြစ်ကောင်အများကတော့တည်တံ့ကြခံစေခြင်းတွေချတာဖြစ်ပါတယ်။ကြီးရှုနေတဲ့ပေသက်တို့အနေနဲ့ရောဆောင်ဝင်ကြီးတွေရဲ့တာဖြစ်ပေမဲ့လူတမှုကိုရရဆက်ဆက်ကျွလွန်ခဲ့တဲ့အောင်ခန့်ကျော်စင်အပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။ဒီတဲ့ကလည်းတော်တော်ထိုင်နေစရာကောင်းတယ်ဗျာเนาะဒီအသက်ခုမှအသက်ပြည့်ခါကြเนาะခလေးတွေကအဲ့လိုလုံရမျိုးတွေလုံရတယ်ဆိုတော့ဒါတော်တော်ကြီးခြောက်ခြားစရာလေးကောင်းပါတယ်เนาะဒါဒါ နဂိုကလေးကမှစိုက်ကိုဖြစ်နေတဲ့လူကဒီလိုဟော်ရာကတည်းကအဲ့လိုအဲ့လိုခင်းနေဆော့ဆိုတော့ပြတာတကယ်လက်တည်းစမ်းရှင်တဲ့အနေထားတစ်ခုကိုသူကအကောက်ထေဖော်တာနဲ့တူပါတယ်ထူးဆန်းတဲ့ကဒီသူကဖောကာကွန်ပျူတာအဲ့လိုလောက်တာပြเนาะအဲ့ဒါကိုအော်ဒီသူရဲ့ရှစ်သူကောင်မလေးကနေပြီးတော့ဝိုက်ပြီးတော့လာပြီးအလောက်ဖြောက်ပေးတာနဲ့ဆိုတော့တော်တော်ကြီးလေးအာစဉ်းစားစရာလေးတွေပါ နော်တော်တော်ကြီးနဲ့ထိုင်နေစရာကောင်းတယ်ကြောက်စရာကောင်းလာပြီနော်ခကြီးကနော်အသက်အခုမှဒီလိုအသက်ပြေခါကြကလေးတွေကအဲ့လိုလုံရမ်းမျိုးမျိုးတွေကိုလုံရတယ်ဆိုတာဒါတော်တော်ကြီးကိုလည်းအာဆိုးရောတဲ့အရှင်တွေထိုးရောက်နေပါပြီဗျာနော်အဝါဒါတကယ်လည်းအဲကြောက်စရာကောင်းပါတယ်ဆိုတော့ view finding မှာပြပြတဲ့အရာလေးတွေကို broader ရဲ့အမြင်ကပါလိရှိရလဲဗျာနော်အာ view finding ကလည်းအဆုံးပိုက်လိုက်ပါတယ်နောက်ထပ် view finding မှာကျွန်တော်တို့ပြန်တွေ့ကြအောင်โอเค see you next video